အလုံးပဲမင်္ဂလာပါကျွန်တော်မှာဒီနေ့ပြပြစရာလေးတွေရှိပါတယ်မကုံမျိုးရဲ့ရွှေရောင်ကာလကုံဆုံးချိန်အပိုင်း၁ပေါ့ကျွန်တော်ကအခုချိန်ကခီးမှာပါခီးတစ်ခုမှာပါဒီလိုပဲခီးတွေတွားနေရင်ကျွန်တော်ကစဉ်းစားမိတာတွေးမိတာရေးမိတာလေးတွေရှိပါတယ်အဲ့ဒီအကြောင်းလေးတွေကမှအချိန်က1990နောက်ပိုင်းကာလချမ်းမြေနာစီကိုနဲ့ကြောက်တွင်းနေရဲ့အကြောင်းကိုကျွန်တော်ပြပြတော့မှာဖြစ်ပါတယ် မကုံမျိုးရဲ့ရွှေရောင်ကာလက1990မတိုင်ခင်ကာလကိုဆိုရမှာပါဒီနေရာမှာကျွန်တော်တို့မြို့တမြို့လုံးကူစားကျွန်တော်တို့ရွာကလေးကိုပဲဥပမာပေးပြီးပြောတော့မှာဖြစ်ပါတယ်ကျွန်တော်ရွာလေးကပင်လယ်ရေမျက်နှာပြင်4500အကျော်ကျော်မှာရှိတဲ့တောင်ပေါ်တောင်ပေါ်ရွာလေးပါဒီရွာလုံးကချင်းပိုင်နေပါမီယိုဖလားကြောက်တွင်တူးတဲ့အလုပ်ကိုပဲလုပ်ကင်နေကြတာပါ လောဘတွေမကြီးပဲနဲ့တရက်ကို8 30 30တူးမယ်ဈေးမယ်ပေါ့ရတဲ့မြကြောက်လေးကိုရောင်းပြီးမှဒီလိုပဲနေထိုင်ခဲ့ကြတာပေါ့ရှေ့ရှေ့ရခင်ကလေးကဒါပေမဲ့မဟုတ်ဘူးတမျိုးလုံးရဲ့မြို့ဖလာလုပ်ငန်းတွေရဲ့ကြီးမားတဲ့အပြောင်းအလဲတစ်ခုက1990အကျော်လေးမှဖြစ်ခဲ့တာပဲ1990အလွန်ကာလမှာကျောင်းမြတ်ရန်နာလုပ်ငန်းရှင်တွေနဲ့ တိုင်းဒါဖွဲ့စည်းတွေကိုမကုမြို့မှာလုတ်ပိုင်권တွေပေးခဲ့ပါတယ်ဒီလိုလုတ်ပိုင်권ပေးတဲ့နေရာမှာမြို့ရဲ့နာမည်ကြီးတဲ့လုတ်ွက်ဒီနေရာအားလုံးကျွန်တော်တို့ဆိုရင်တော့ရွာပတ်ပတ်လည်နေရာအားလုံးကဖက်ဆက်ကုမ္ပဏီတွေဖော်ထုတ်တွေတမတ်ွက်တွေနဲ့နေရာတည်တည်ယူသွားတာပါဒီလိုနဲ့မြို့ဖလာလက်တွင်းကနေစက်တွင်းတူးတဲ့ ဆက်ဆက်တွင်ဆက်ရံတရားတွေနဲ့တူဖို့တဲ့ကာလကိုရောက်သွားတာပေါ့ကျွန်တော်တို့နှစ်ပေါင်း60လောက်လုပ်ခဲ့တဲ့အင်အားမျိုးကိုတူတူက3နှစ်တက်တန်းနှစ်ခါ6နှစ်လောက်နဲ့ကုန်ဆုံးသွားအောင်လုပ်ပြလိုက်တာပဲဆက်ဖက်ဆက်တွေကုန်ဆုံးသွားချိန်မှာကျွန်တော်တို့ရွာကတော့မြေအပေါ်ရမြေတွေပြုံးနေကုန်ဆုံးသွားပြီးအောက်ကကယ်ဆိုက်ကြောက်တောင်းနေတာအပြိုင်ပြိုင်အယူပြိုင်ပြိုင်နဲ့ပေါ်ထွက်လာခဲ့ပါတယ်ထိုကာလကိုတော့ ရေကလာကိုဆုံးချိန်လို့ပြောလို့ရတယ်လို့ပဲမြမတမိုင်းမှာဘယ်တော့မှမထွက်ခဲ့ဘူးတဲ့ကြောက်မျက်နှာအထွက်ခဲ့ဆုံးကာလပေါ့အရန်ကိုအင်နိုက်အားတိုက်တူဖို့တော့အင်နိုက်အားတိုက်ပေါပေါများများထွက်ခဲ့တာပါဒီလိုပဲကြောက်စီကွအနှိမ့်ကြဆုံးအချိန်ဆိုလဲထိုးချိန်ပါပဲဘာလို့လဲဆိုတော့အဲ့ဒီ1990အလွန်ကာလတွေမှာအနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့တဲ့ဓာတ်တွေကြောင့်ပေါ့ကြောက်မျက်နှာစီကွက်က အစင်စင်တစင်တစင်ဈေးနေတာခံရပါတယ်ဈေးနေတာခံရတယ်လို့ပဲကြောက်ကိုအပြိုင်ဆိုင်မဝယ်ရပါဘူးဘာလို့လဲဆိုတော့ကြောက်တရားအများကြီးရွေးချယ်စရာတွေအများကြီးကောင်းပြီဆိုတော့ကြောက်တွေကိုပဲအသားရဝယ်လို့ရတဲ့ကြောင့်အပြိုင်ဆိုင်မဝယ်တဲ့ကြောင့်ကြောက်တွေကဈေးနေခံရပါတယ်ဒီလိုပဲကြောက်တွေလည်းအများကြီးထွက်တဲ့ဈေးတွေလည်းမရဘူးပေါ့အဲ့ဒီအချိန်ကကျွန်တော်1990မှာကျွန်တော်တက်ကကိုနှစ်ပါအရာအလုံးကိုမှတ်မိနေခဲ့တာပေါ့ ဒီလိုနဲ့ကျွန်တော်တို့ရဲ့မကုံမျိုးရဲ့ရွှေရောင်ကာလကကုံဆုံးသွားပါတယ်ဒီရဲ့ကြောက်တွေထွက်သွားတာကြောက်မျက်နှာတွေအများကြီးထွက်သွားတာကျွန်တော်တို့ရွာတူရွာသားတွေလည်းမရလိုက်ပါဘူးပြီးရင်ကျွန်တော်မျိုးကလည်းအကျိုးမရှိလိုက်လို့နိုင်ငံတော်လည်းအကျိုးမရှိလိုက်ပါဘူးအတူတည်းအကျိုးရှိသွားတယ်ဆိုတော့ကျွန်တော်လည်းမသိလိုက်ပါဘူးဒါပေမဲ့ကျွန်တော်သိလိုက်တာကတော့ဒီနောက်ပိုင်းမှာကျွန်တော်တို့ အရွယ်ရောက်တဲ့အချိန်ပေါ့အလုပ်ကင်ရှားပါတဲ့တန်းဆင်းရဲတဲ့တန်းသမင်းစားဖို့တော့အနိုင်နိုင်ဖြစ်တဲ့တန်းနေပေါ့မနေရုံခံရတဲ့ခါလာတွေကိုကျွန်တော်တို့မကုတ်ဒူမကုတ်သားတွေဖြစ်ကြော်ရတာပါပဲဒါကတော့မကုတ်မျိုးရဲ့ရှောင်းကလာကိုဆုံးခြင်းအပိုင်းတစ်ပါနောက်ထပ်အပိုင်းပိုင်းလေးတွေကျွန်တော်မှပြောစရာတွေအများကြီးရှိပါသေးတယ်ကျေးဇူးတင်ပါတယ်